လို့မင်္ဂလာပါညကျွန်တော်အားလုံးမင်္ဂလာပေါင်းနေပြည့်စုံပါစေဗျာဒီနေ့ကျွန်တော်မလေးရှားရောချူတီလို့ခေါ်တဲ့ရုံးပိရက်ကိုစားရောက်လာပြီဗျာအဲ့ဒါကပါလဲဆိုတော့ကျွန်တော်မြန်မာပြည်မှာဆိုရင်ဗျာ တချို့ကအသားအစ်လို့ပြောကြတယ်တချို့ကငွားအစ်လို့ပြောကြတယ်နော်အဲ့တော့တချို့ကတော့အစ္စလာမ်တွေကတော့ကူဘာနီလို့ပြောကြတယ်နော်တချို့မလေးရှားမှာတော့ဟာဂျီရာယာတဲ့အာအဒီဒီဒီချင်းကာလာကအစ္စလာမ်တွေဖျားဖို့မက္ကာရွှေမြို့တော်ကိုကျွန်တော်တို့အစ္စလာမ်တွေကဖျားဖို့သွားကြတယ်အာဟတ်ဟတ်ပေါ့နော် hash ပြုကြတယ်ပြီးသွားရင်အဲ့ဒီမှာပဲတားကောင်ကိုဇာပါလို့ပြောတယ်လဲလီးပြီးတော့တားကောင်ကိုတက်ဖြတ်ပြီးတော့အဲ့ဒီမှာလူတန်းပြီးတော့အာသူတို့ hash ပြုပြီးသွားရင်ပထမတော့ hash ပြုရတာပေါ့နော် hash ပြုပြီးသွားရင်တားကောင်လီးတယ်အဲအဲ့ရပြီးသွားရင်ကျွန်တော်တို့ဗမာပြည်ကိုအာတချို့ဆိုရင်တော့အနေအချင်းပြဗမာပြည်ကိုပြန်ယူလာတာပေါ့ ဗမာပြည်မှာရှိတဲ့မိဟိုဖောက်တွေကိုကျွဲဖို့အတွက်အနှဲငယ်ပေါ့နော်ဟိုမှာချက်ပြုတ်ပြီးတော့သူတို့တပတ်ဆယ်ရက်တာရှိခအောင်မျိုးအဲ့လိုမျိုးကြော်လော်ပြီးတော့ဘူးနဲ့ထည့်ပြီးတော့ယူလာကြတယ်အဲကျန်တာကတော့အားလုံးကိုအရင်မှအကုန်လုံးပေးလှူလိုက်ရတယ်လက်ကြည့်လို့လည်းမရဘူးလို့ပြောကြတယ်ကျွန်တော်တော့မရောက်ဘူးလို့ဆိုတော့ကျွန်တော်မသိဘူး ပဲကျွန်တော်ခုပြောချင်တာကဒီဟာစကြောင်းလည်းမဟုတ်ဘူးဖျားတရားကြောင်းလည်းမဟုတ်ဘူးအာအစ္စလာမ်ရဲ့ဒီနပတ်တဲ့အကြောင်းလည်းမဟုတ်ဘူးမင်းညာကကျွန်တော်ရဲ့မိတ်ဆွေတကယ်ချင်းတွေကမလေးလူမျိုးတွေဖြစ်တဲ့သူတို့တွေပိတ်ရဖြစ်ပြီးဆိုတော့အိမ်မှာအထုပ်ဘိုးတွေပြင်ပြီးတော့ဟာလာကာနောက်မှာထည့်ပြီးတော့သူတို့တွေခရီးသွားကြတယ် ဆိုင်ကယ်သမားတွေကတော့ဆိုင်ကယ်ရဲ့အနောက်မှာသူတို့ရဲ့အထုပ်ဘိုးတွေကိုခြိနှောင်ပြီးတော့သူတို့ရဲ့ကျေးရွာကိုပြန်ကြတယ်ဘာလိကံပုံဘာလိကံပုံဆိုတဲ့ပြေကဘာလိဆိုတာပြန်သွားတော့ကံပုံဆိုတာကမိမိရဲ့ရွာပေါ့အဲ့တော့ရွာကိုပြန်နေပေါ့ဗျာအဲ့တော့အနေအထားကျွန်တော်အိမ်မှာရှိတယ်ကျွန်တော်ရဲ့ကျွန်တော်နဲ့အတူနေတယ်ကျွန်တော်ရဲ့ အာမလေးနိုင်ငံသားဒီဆွေမျိုးမိတ်ဆွေပေါ့ဆွေဆွေမျိုးတွေပေါ့နော်ကျွန်တော်ရဲ့ဆွေမျိုးနှစ်ယောက်ဟာမင်းကြီးညကဗာလေးကံပုံကြတယ်ဗာလေးကံပုံကြတော့အဲ့ဒီဗာလေးကံပုံမပုံခင်မှာကျွန်တော်တို့ညစာစားတဲ့အချိန်မှာပေါ့နော်ညစာစားတော့ပြီးသူတို့ထွက်ကြတော့ဘူးပေါ့ညစာစားတော့တဲ့အချိန်မှာတယောက်ပေါ်တယောက်မှားကြတော့ဘူးဗျအဲ့တော့ဟိုကာသမားက စပြီးတော့ပြောတာအဲသူပြောပြတဲ့ဇလံကိုကျွန်တော်ကဒီမှာဟိုကျွန်တော်ရဲ့ညီကိုတွေကိုကျွန်တော်ညှဝေမယ်အရန်စိတ်ဝင်စားစရာကောင်းတယ်နောက်တော့ကြောက်စရာလည်းအရန်ကောင်းပါတယ်အဲ့တော့ကြောင့်ဒီဇလံလေးကိုကျွန်တော်ပြောပြမယ်နောက်တော့ సైకె ဓမ္မပြန်ပြောပြတဲ့ဇလံလေးကိုလည်းကျွန်တော်ပြောပြမယ်ဒါကကျွန်တော်ပြီးသွားတဲ့နှစ်တွေနှစ်တွေနှစ်တွေကပေါ့ဗျာသူတို့ရဲ့အဲ တို့ရဲ့တခြားသောတခြားသောလူကြီးမိဘတွေကစင့်ပြပါတဲ့ဇကားတွေတည်းကဇကားတချို့ပေါ့နော်ကျွန်တော်ကိုသွေးမဟုတ်ပါဘူးကျွန်တော်ရဲ့မျက်မြင်လည်းမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်နားနဲ့ကျွန်တော်ကြားခဲ့တဲ့ကျွန်တော်ရှေ့မှာကျွန်တော်ရဲ့မိတ်ဆွေကကျွန်တော်ကိုပြောပြတဲ့ဇကားဖြစ်တဲ့အတွက်ကျွန်တော်ဒီကညီကိုရိုးကျွန်တော်ပြန်ပြီးတော့ဇကားဖောက်တယ်ချတော့ဗျာမျှဝေခြင်းဖြစ်တယ်အဲ့တော့ယုံကြည်စရာထင်ရင်လည်းယုံကြည်ပါ မယုံကြည်စရာဆိုရင်လည်းပဲစိတ်ဖြေတဲ့စိတ်ဖြေစိတ်ဖြော်ပြေတဲ့တစ်ခုအနေနဲ့ပေါ့နော်ထားလိုက်ပေါ့နော်အဲ့တော့ဇလန်းစားကဒီလိုပဲတကယ်ချင်းတယောက်တို့စားစားရင်တော့အေးနေတယ်တော့မလေးတကယ်ချင်းကဟိုစကနေပြန်မဲ့တကယ်ချင်းကိုသူကပြောတော့ဘောမမင်းလမ်းခကြီးကြရပေါ့နော်တတိထားပေါ့နော်မင်းပြန်မဲ့ဟိုသူကကလန်တန်းကပြော ထိုင်းနေဇာနာမကလန်တာဒါအဲ့ဒီကိုပြန်မှာအဲ့တော့မင်းတိလာပေါ့အဲ့လမ်းခရီးမှာပေါ့နော်ဘယ်ဘယ်နေရာဘယ်အကိုရမှာဒီလိုမျိုးဇလန်းဖြစ်ခဲ့ဘူးလေဟာဘာဖြစ်ခဲ့ဘူးလဲငါ့ကိုပြောပါဦးအဲ့တော့ဇလန်းကိုတော့ကျွန်တော်ပြောပြမယ်ပြဘယ်နေရာဘယ်ကိုရတွေပါတော့ကျွန်တော်လည်းမပြောတော့ဘူးဟောသူကတော့သူကဘယ်လိုပြောလဲဆိုတော့တရက်ပေါ့ဗျာအခုလိုပဲမလေးနိုင်ငံသားခြားသိပ်တရားဟော တက္ကရောចောင်းသားလေးဟာသူ့ရဲ့ရွာကိုသူကလို့ဟာအာဟာရီရာယာဆိုတဲ့အင်းနဲ့အင်းအင်းနဲ့ပြည့်ရမှာသူပြန်နေပြန်တဲ့အချိန်မှာသူကစိုက်ကယ်နဲ့ပြန်လာဘူးစိုက်ကယ်နဲ့ပြန်တဲ့အချိန်မှာလမ်းလမ်းတောင်တစ်ခုမှာအမျိုးသမီးတယောက်ကစိုက်ကယ်လေးဟိုတော့ကားတွေတော့တားနေတယ်တဲ့တားနေတာနဲ့သူကရက်လိုက်တယ်ရက်လိုက်တော့ အမျိုးသမီးကပြောဆိုတော့ငါမာတဲ့ సైకిల్ ပါတယ်တဲ့ဒါပေမဲ့ငါ సైకిల్ ပြတ်သွားတယ်တဲ့ငါ့ကိုခုန်ညီပါလားတဲ့ဆိုတော့ तू อ่ะအာ సైకిల్ ဟိုဘယ်လိုပြောမလဲဆိုတော့ဗျာဒီမလေးရှားမှာဒီလိုမျိုးရှိတယ်ဗျာအခုခမကားပြက်ပြက် సైకిల్ ပြက်ပြက်ဗျာကားတစီးစီးကိုလမ်းကြုံစီးသွားပြီးနီးစက်ရဟိုဓာတ်စီပမ်ဒီဖြစ်စီတိုးလေးဖြစ်စီတော့ အဲ့မှာအေးပေါ်ခေါ်တဲ့ဖုန်းတွေရှိတယ်အဲ့ဒီကိုခေါ်လိုက်ရင်ဆွဲကားကလာပြီးတော့ခင်ဗျောဆွဲပေးတယ်ပြင်ရမယ်ဆိုရင်လည်းပြင်တဲ့နေအောင်သူတို့ပို့ပေးတယ်အဲ့ဒါအစိုးရဘက်ကကူညီပေးတဲ့ highway ပေါ်မှာရှိတဲ့ service တွေပေါ့နော်အဲ့တော့ညလည်းဖြစ်နေတာနဲ့ကော်မလေးကလည်းတယောက်သေးဖြစ်နေတာနဲ့သူကလည်းကံပုံပြန်သွားဆိုတော့တော့ကောင်းပြီပေါ့နင်းဆိုင်ကဒီမှာထားကနင်းဆိုင်ကတိုးကိုညှို့ပို့လိုက်မယ်ပေါ့နော်အဲ့ဒီတိုးကနေသင့်နေအကူညီတောင်းပြီးတော့နင်းဆိုင်ကိုဆွဲပြီးတော့ပြင်တဲ့နေအောင်သွားပေါ့သူတို့အဲ့လိုပြောဆိုပြီးတော့ ကောင်မလေးကိုသူကနောက်မှတင်ပြီးတော့ခေါ်လာတယ်ခေါ်လာတော့သူ့ဆိုင်ကယ်ကိုသွားတဲ့အချိန်မှာသူ့ဘေးကဖြတ်သွားတဲ့ကားတိုင်းကားတိုင်းကဟောနေဦးအဲ့မှာဆက်လာတော့ကြံခဲ့တယ်စကားကခက်လက်မှကြံသွားတယ်အဲ့တော့ကောင်မလေးရဲ့ဆိုင်ကယ်အပေါ်တက်စီးတဲ့အချိန်မှာဗျာသူ့ဘာပြောဆိုအကိုနဲ့ငါနေ့ကိုပခုံးကိုသူတို့ကင်ထားမယ်နော်ပခုံးကိုသူတို့စုပ်ကင်ထားမယ်နော်တဲ့ရမလားဆိုရပါတယ်တဲ့သူကလည်း ကောင်မလေးကလည်းချောချောလေးဆိုတော့ဗျာဒီကောင်လေးကလည်းလူပြိုခြာသိမ်းလေးဆိုတော့သူလည်းရင်ခုန်တာပေါ့ဗျာအဲ့တော့သူ့ကိုကောင်မလေးကဟိုမင်းမချောလေးကနောက်ကနေထိုင်ပြီးတော့ဒီလိုပခုံးကိုလန်နဖာနဲ့ဒီလိုသူ့ရဲ့ပခုံးကိုစုပ်ကင်သားမယ်ဆိုတော့ရမလားဆိုရပါတယ်ပေါ့သူကလည်းအဲ့ဒါကောင်မလေးကလည်းနောက်ကနေသူ့ပခုံးကိုခါတဲ့ဒီလိုစတေချာစုပ်ကင်သားတယ်ပေါ့ဗျာဒီပခုံးတစ်ဖက်ကိုဒီလိုခိုင်သားတယ်ပေါ့ အဲ့တော့မလေးရှားမှာများသောအားဖြင့်များမင်းကလေးတွေကအဲဆိုင်ကယ်စီးရင်ဘေးတစ်စောင်းစီးတာမဟုတ်ဘူးပြခွာစီးကြတယ်ပြသဘောပေါက်လားဂျင်းပေါင်းမီနေမလေးမတွေတော်တော်များများမင်းဆိုင်ကယ်စီးရင်ခွာစီးကြတယ်အာဘေးတစ်စောင်းစီးတာတွေလည်းရှိတယ်ဒါပေမဲ့တရားမှာတရားပြတော်တွေပါဒီမှာတော့မပြောတော့ဘူးဆိုမြို့ပေါ်မှာကျွန်တော်တွေ့တဲ့မလေးမတွေအလုံးခွာစီးကြတယ်ဆိုင်ကယ်တော်တော်ဘေးတစ်စောင်းမစီးဘူးဘေးစောင်းစီးရအရန်အန်တီများတယ်နော်ဟိုတေဖို့တော့69ရာခိုင်နှုန်းတေကြတယ်ဘေးတစ်စောင်းထိုင်စီးတာအဲ့တော့ သူအားလုံးကဖွားစီကြတော့တကောင်မလေးကဖွားထိုင်ပြီးတော့သူရဲ့ပခုံးတစ်ပတ်ကိုညစ်ကင်ထားတယ်ဒီကောင်ကလည်းဆိုင်ကယ်ကိုမောင်းတော့သူ့ဆိုင်ကယ်ကလည်းဟိုဆိုင်ကယ်အကောင်ကြီးဗျအကောင်ကြီးဆိုတယ်လို့မျိုးခင်ဗျားတို့တိမပါနင်ဂျာဆိုတဲ့ဘိန်းကနင်ဂျာဆိုတဲ့ဘိန်းအဲ့တော့ဟိုထိုင်ဟိုဆိုင်ကယ်မောင်းတဲ့လူကရှေ့ကိုဒိုက်ထိုးတယ်လို့မျိုးဖြစ်နေရင်နောက်ကစီးတဲ့လူကသူ့ကိုဒီလိုမျိုးဖိထားတယ်ဗျ ဟိုရှေ့ရလူပုံမှာသူခန္ဓာကိုဝစ်ထားရတော့ကော်မလီရတော့ဗျာငါအဲ့ဒီ సై ကအကြီးကြီးတွေတခါမစည်းဘူးဗောကြောက်တယ်ဗောနော်အကိုဗောနော်အဲ့တော့ငါနေ့ကပခုံးတစ်ဖက်ကိုတေချာကင်ထားမယ်နော်ဆိုတော့ကင်ထားပါရပါတယ်လို့ဆိုအကောင်လေးကရှေ့ကမောင်းတယ်ကော်မလီရနောက်ကနေသခွားထိုင်ပြီးသူ့သူ့ရဲ့ကြောပေါ်မှာကော်မလီရခန္ဓာကိုတင်ပြီးတော့တရေချာပခုံးတစ်ဖက်ကိုကင်ထားတော့ မောင်းတာပေါ့ဗျာလမ်း highway ပေါ်မောင်းတာပေါ့တော့ကမာလေးကသူ့ request လုပ်တယ်တိတ်ကြမ်းကြမ်းမမောင်းပါနဲ့တဲ့ငါချောက်တတ်လို့ပါတဲ့ဟောကောင်လေးကလည်းပုံမှန်လေးပေါ့နေသားလေးတိုင်းမောင်းပြီးတော့ပေါ့အတူပဲနာကားတွေဖြတ်သွားတဲ့ကားတိုင်းကသူတို့ကြည့်ပြီးတော့ရေးဒီကောင်ဒီလိုဒီလိုလက်ညိုးထိုးထိုးပြနေတယ်အာဒီကောင်ကလည်းဗတိမာကြည့်လိုက်ရင်ကောင်မလေးကလည်းကောင်မလေးကတော့သူကမြင်ရတယ်လေဗတိမာကြည့်ဒါပေမဲ့သူ့ရဲ့မျက်စိထဲမှာတာမန်ပဲမြင်နေရတယ် ဒါမဲ့မောင်းသွားတဲ့ကားတိုင်းကသူ့ဘေးသားဖြတ်မောင်းသွားတဲ့ကားသစီးနှစ်စီးမောင်းပဲ၄၅၆စီးဟာသူ့ကိုဒီလိုဒီလိုမျိုးလက်မျိုးဒီလိုဒီလိုထိုးပြပြီးတော့အံ့ဩတဲ့အံ့ဩတဲ့လိုပုံစံမျိုးတချို့ကျတော့လည်းဗျာဘယ်လိုပြောမလဲဆိုထူးဟိုစတန်လောက်တယ်လို့သိရမလားတခုခုဗျာဒူးစမ်းတဲ့အရာဝတ္ထုတခုကိုအံ့ဩဝယ်တာတခုတွေ့ရဟာဆိုမျိုးလုံးပြူပြီးကြည်သွားတယ်လို့မျိုးအဲ့လိုမျိုးအာဟိုရင်းနေနဲ့အမှုရာတွေ ရောသူ့စိတ်ထဲမှာကကိုဒီလူတွေဘာဖြစ်လို့ငါငါ့ကိုဒီလိုမျိုးလုံးနေလဲပေါ့နော်သူ့လုံးဝဘာမှမသိမှာသူ့ဘေးကနေပြီးတော့ truck ကားသတိဖြတ်မောင်းတယ်တဲ့အဲ့တော့ truck ကားမှာဟောင်းကို၃လင်းကားကြားလို့အတကုံပြီးတာတဲ့ဘော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 လို့အဲ့တော့တီးလဲပြီးတော့ဒီနောက်တော့ truck ကားမှာကမ်းမောင်းကိုခြားပြီးတော့သူ့ကိုလှမ်းអော်ပြောတာတဲ့ အိန္ဒိယကလာရဲ့သရကသမလှမ်းအော်ပြောတာအဲ့မှာအော်ပြောတာတော့ဒီကောင်စကာရဲ့သရကရဲ့အတန်ရောဒီစပီနဲ့တွားနေတဲ့အတန်ရောသူဘာမှမကြောက်ရောဘာမှမကြောက်တော့လက်ခါပြရတယ်မကြောက်ရဘူးဆိုပြီးပြောတော့ပေါ့အဲ့တော့ကျွန်တော်ပြောပြမယ်ဗျာ highway လမ်းပေါ်မှာကျတော့ဒီလိုမျိုးကြီးဘေးထိုးရပြီးတော့ဝန်ကနေတိုင်းနဲ့ရက်လို့မရဘူးဗျာနော်အဲ့ဒါကတော့မှသူ့ဒီလိုမျိုးဘေးဘက်ကိုသွားခိုင်းတာ ਨੇ သူကဘေးဘက်ကို ကာလံဘေးဘက်ကိုသူကကတ်မောင်းတော့ကတ်မောင်းတဲ့အချိန်မှာထရော့ကားတမသူ့ရဲ့ကားရဲ့သူ့ဆိုင်ကယ်ကိုသူ့အရှိရနေပဖြတ်ထိုးရပြလိုက်တာလေဖြတ်ထိုးရတော့သူကလည်းဒီလိုလမ်းဘေးကိုဆွဲချပြီးတော့ဟိုရှင်းရှင်းပြောရင်မောင်းနေကြကတ်တရလမ်းကနေပြီးတော့ဘေးမြင်းဒီလမ်းပေါ်ကိုထိုးကြပြီးတော့မြောင်းတဲ့ကိုဆင်းကြသွားတာဟို ဒီကားသမားဥပမာတဘောဘဒီမှာဆိုင်ကယ်မောင်းနေတယ်ဆိုတာဒီကားကဒီလိုအရှင်းနဲ့ဒီလိုဖြတ်ပြီးတော့ဝင်လိုက်တဲ့သူကဟိုသူ့ရဲ့ဖင်နဲ့ကားကြီးရဲ့ဆရာကားကြီးရဲ့ဖင်နဲ့ရိုက်လိုက်တယ်လို့မျိုးပုံစံတမျိုးသူကလောက်တာကားသမားအဲ့တော့သူလည်းအဲ့ဒီကားကိုရှောင်ရင်းတယ်ဘေးကရေမြောင်း highway ကလည်းဘေးကရေမြောင်းကြီးတွေအကြီးကြီးတွေဗျဟိုကျွန်တော်တို့ဗမာပြည်မှာဆိုရင်ဟို SE ကားတော့ဘာလို့လိုမျိုးကားတစီအသာလေးမောင်းလို့ရတယ်အဲ့ဒီလောက်ကြီးတဲ့မြောင်းကြီးတွေအဲ့မြောင်းကြီးတွေကနှခမ်းကြီးတွေဒီလိုဝီရှိတ်တွေပြောနော်ဝီဝီဒီလိုမျိုးဝီချိတ်တွေဆိုတော့အဲ့မှာထိုးပြီးတော့ခေါင်းထိုးကြပြီးတော့သူလဲလဲသွားတယ်လဲပြီးတော့ဒီကောင်တတိမေသွားတယ်ဒီကောင်တတိမရှိတော့ဒီကောင်တတိရလာတော့ဒီကောင်ဆေးဟုံပေါ်ရောက်ဆေးဟုံရောက်နေတဲ့အချိန်မှာသူဆရာဝန်ကသူ့ကိုမေးတာပေါ့ ကျွန်တော်ကားတိုက်ခံရဘူးညကားတိုက်ခံရမဟုတ်ဘူးလေအားနဲ့သူ့ကြောအရန်နာနေတယ်ဗျာသူ့ဒီကြောပြင်းကြီးအရန်နာနေအားနဲ့ဘာဖြစ်တာလဲဆိုနင်းဟိုတဲ့ဟိုရဲရလာဖို့ရရဲ report ရှိတယ်ရဲလာလိုက်မယ်စောင့်နေတယ်ရဲလာတော့ ਨੇ သူ့ကိုမေးတယ်ဗောမင်းဘယ်မှာဘာဖြစ်တာလဲဆိုသူကကျွန်တော်ကားတစ်စီးကတိုက်တာလေအဲ့လိုကားပိုရင်းလို့လို့ကျွန်တော်ပြုတ်ကြတာဗော မဟုတ်ဘူးねကားသမားမင်းကိုတိုက်တာမဟုတ်ဘူးငါတို့မှအားလုံး highway CCTV တွေအားလုံးကြည့်ပြီးရီကော့ကြည့်ပြီးကားသမားမင်းကိုတိုက်တာမဟုတ်ဘူးလေအဲ့တော့ねကားသမားတိုက်တယ်ဆိုရင်မင်းကတော့အခုလိုမျိုးဒဏ်ရာရမှာမဟုတ်မင်းခန္ဓာကိုယ်တစ်ခုလိုသူ့ခန္ဓာကိုယ်တစ်ခုမှဘာဒဏ်ရာမှာမရှိဘဲနဲ့သူ့ဒီကြောရဲ့အနောက်ကြောဒီလက်မောက်လက်မောက်ဒီနောက်ဘက်မှာကိုက်စားထားတာလေဗျာကိုက်စားထားတာတဲ့အာ လဝါတပြားစာလောက်အသားတွေမရှိတော့ဘူးအဲ့ဒီကောင်မလေးကနောက်မှစိုက်ကဲနောက်မှသူ့ရဲ့ပခုံးကိုဒီလိုကင်ပြီးတော့သူ့ရဲ့ဂုတ်လီဒီဂုတ်ပေါ်မှာထိုင်ကြောပေါ်မှာထိုင်ပြီးတော့ဥမာကြောင်နေပါလေစားရင်ဘလို့စားနေလဲအဲ့လိုအသားတို့လိုကိုက်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 ပြီးဆွဲဆွဲပြီးတော့စားနေတာလေဗျာအဲ့ဒါ အနာကိုမြင်တဲ့လူတွေကကဘေးသားဖြန့်ပေါ်ကတော့မြင်တဲ့လူတွေကသူ့ဟိုတချို့ကကြတော့စတန်လုံးနေတယ်ပေါ့နော်တချို့ကကြတော့လေဘာကြီးလဲပေါ့နော်အဲ့လိုမျိုးရုပ်သေးရဆိုတော့ highway ပေါ်မှာအချိန်နဲ့ speed နဲ့တွားနေတဲ့လူတွေကြတော့ဖြန့်ပေါ်ကတော့တွေ့လဲတော့ဟာဒါဘာလဲပေါ့နော်ဟိုတချို့ကံပုံပြန်ကန်ကြီးကြရင်ဗျာဒီမှာမလေးရှားမှာခြေသိပ်တွေလို့လုတ်ကြကြတယ် စူပါမန်လို့အင်ဂျီဝေးပြီးမောင်းတာလို့သိလားစပိုင်ဒါမန်လို့အင်ဂျီဝေးပြီးမောင်းတာလို့ဘတ်မန်လို့အင်ဂျီဝေးပြီးမောင်းဟိုအပျော်ပေါ့ဗျာတဲ့မှာအားလုံးကမုန်ပြန်တဲ့အချိန်မှာရွာပြန်တဲ့အချိန်မှာအားလုံးပျော်ရွှင်မှုတွေနဲ့ဒါတွေလောက်ကြတော့လူတွေရဲ့စိတ်ထဲမှာတချို့ကလည်းဒါကဟိုအပျော်သဘောနဲ့သိတယ်မှာစတန်လောက်ပြီးသွားနေတာလားဘာလားညာလားပေါ့ဒါပေမဲ့အိန္ဒိယကားသမားတယောက်ကဒါကိုမြင်လဲမြင်တော့ဒါဟာစတန်မဖြစ်နိုင်ဘူးပေါ့နော် အဲ့ဒါနဲ့သူ့ကိုဟောင်းရှေးဒီတော့မကြားရအောင်ဆိုတော့ဒီကောင်ကောင်းကိုခါတဲ့ဘေးဆွဲပလိုက်တော့ဒီကောင်ပြုတ်ကြသွားတယ်ပြုတ်ကြသွားတဲ့အချိန်မှာနောက်တော့ကာသမားကဟိုရဲကိုပြောတာကကျွန်တော်ဆင်းလာတဲ့အချိန်မှာတဲ့ဒီသူ့နောက်ကကောင်မလေးကတော့ဟုတ်တယ်ဟိုဒီလိုကြောင်လိုလိုခွေးလိုလိုပြန်လက်လက်ကောခြေဟောတုံးပြီးတော့ခုံတက်သွားတာလေခုံတက်ပြီးတော့အဲ့ဒါဝင်သွားတာလေအဲ့ဒီအဲ့ အဲ့ဒီနောက်သူ့ရခန္ဓာကိုယ်မှာဘာတန်ရမှမရှိဘူးသူစိုက်ကယ်ရောလူရောကိုယ်ကိုယ်ကလေးအဲ့တော့မှလဲနေတာရဲနေလာတဲ့အထိအဲ့ဒီတိုင်ပဲရဲလာပြီးကြည့်ရတော့သူ့ခန္ဓာကိုယ်မှာတန်ရမှမရှိဒါပေမဲ့သူ့ရပခုံးဒီနောက်ကအပေါက်ကြီးဖြစ်နေတယ်အင်းသူဝိတာရဲ့ jacket အင်းကြီးအပေါက်ကြီးဖြစ်အဲ့ဒီအပေါက်ကြီးဖြစ်နေလို့ရဲတွေကြည့်တော့အထဲထဲမှာဒီလိုကိုက်စားထားတာကြောမှာဟိုင်းလဝလဝတပြားစားလို့အသားအပေါက်ကြီးဖြစ်နေပြီ အဲ့ဒါမလေးရှားမှာ highway လမ်းမပေါ်မှာဖြစ်သွားတယ်ဇလန်းတစ်ခုဖြစ်တယ်နောက်တစ်ခါကာကာကာသမားကာကာနဲ့ပြန်မဲ့ဟိုလူကပြောတာ సైకిల్ သမားကိုမင်းတတိထားပေါ့နော်ဒါမျိုးဇလန်းနေရှိခဲ့တယ်ပေါ့ဟုတ်က సైకిల్ နဲ့ပြန်မဲ့ကောင်ကလည်းဟုတ်တယ်ပေါ့နော်ငါလည်းကြားဘူးလေဇလန်းတစ်ခုဖြစ်ခဲ့ဘူးလေပေါ့သူကမလေးရှားမှာပဲအခုလိုပဲ ဟာရီရာယာပြန်တဲ့အချိန်မှာပဲမိသားစုလိုက်ကားလမ်းပေါ်ကားရပ်ပြီးတော့တောင်အဲ့ဒီအချိန်တော့တောင် ace ကားတွေဗျာအဲစာပြီးပေါ်ကားစားခေပေါ်ဗျာတောင် ace အဲ့မှာကျွန်တော်တို့ဗါလဲအာ AD van တို့အာ high ace တို့တောင် ace တို့အဲ့လိုကားတွေစားပြီးတော့ထွက်ခါစားမလေးရှားမှာမိသားစုတော်တော်များများအဲ့လိုတောင် ace လေးတွေဝယ်ဝယ်စီးကြတယ်တို့ရောအရန်ကြိုက်ကြတယ် မလေးရှားမိသားစုစီကားလေးတွေကိုတောင်းရင်စကားလေးအဲ့လိုအဲ့လိုအဲ့ဒီအဲ့ဒီခေတ်ကာလအချိန်ပေါ့ဗျာတောင်းရင်စကားလေးပေါ်ပါသားအချိန်မှာ highway လမ်းပေါ်မှာတောင်းရင်စကားလေးဒီစီရရက်ထားပြီးတော့မိသားစု၄ယောက်တဲ့အဖေရဲ့လေမယားမြောက်ရဲ့ကလေး၂ယောက်ရေပေါ့ဗျာယောက်ျားတစ်ယောက်မိကလေးတစ်ယောက်အဲ့ဒါကားစီးရလာတော့သူကတားတယ်ကောင်းကျွန်တော်တို့ကိုညီပါပေါ့နော်ကျွန်တော်ကားပြတ်သွားပါလေပေါ့ကားပြတ်သွားတယ်ဆိုတော့ဟိုက ရှင်းဆက်ပြီးသူတို့ကားကိုကြည့်ပြီးတော့ဗျာကြည့်ပြီးပြီးတော့ပြုပြင်ပြီးတော့ကောင်းသွားပြီကားဆက်တည်ပိုင်းနှိုးသွားပြီးတော့သူတို့ကလည်းသူတို့ရဲ့ဒီလမ်းဖေးမှာလို့ခုံလေးတွေစပွဲလေးတွေခလေးတွေထိုင်ဖို့အောက်မှာချထားတာဒီမုတ်တွေပါတွေချထားတယ်စားစရာတောက်စရာတွေချထားတယ်ဆိုတော့အာအဲ့ဒီကားပြန်ကောင်းသွားတော့ဟိုအဲ့တည်းကကျွေးစုအများကြီးတင်ပါတယ်ဗောသူကားကိုပြင်ပေးတဲ့အတော့ဗောနော် အဲ့ဒါနဲ့သူ့ရဲ့လိပ်စာတွေကိုဟိုအဲ့ဒီခေတ်တော့ business အဲ့ဒီခေတ်က business ကတည်းတယောက်နဲ့တယောက်ပေးတဲ့ခေတ်ဆို business ကချင်းချိန်တော့ဗျာအဲ့နဲ့သူကလည်းနောက်တစ်ချိန်ခမကျွန်တော်ရဲ့ရွာကိုရောက်ရင်ကျွန်တော်အဝင်လဲပါပေါ့ပါညာလေအဲ့လိုပြောဆိုပြီးတော့အဲ့ဒီသူတို့ကပြင်ပေးလိုက်တဲ့လူကလည်းဟာကျွန်တော်ကခမရွာတဲ့နည်းနည်းလေးဆက်လှမ်းလှမ်းလေးကရွာကပါပေါ့ကျွန်တော်အပြန်လမ်းကြုံရင် ဟာလာကျွန်တော်ခမရအတွက်လက်ဆောင်ပစ္စည်းတွေယူပြီးခမရရင်လာလဲပါမယ်ပေါ့နောက်တော့ကေရမှာလည်းကျွန်တော်တို့တွေ့ကြတာပေါ့နော်မိဖြစ်စီပြပေါ့ပါနေတယ်တောင်းနေတောင်း business card တွေကပ်ပြီးတော့လွှဲပြီးတော့ကျွန်တော်အပြင်ဘာစီးပွားလုပ်ပါလေကေရမှာကျွန်တော်ရဲ့ office ကဘာမှရှိပါလေရုံးကဘာမှရှိပါတော့အဲ့လိုဘာပြတောင်းနေတောင်းဟိုဖလှယ်ကြပြီးတော့တို့အာပြန်သွားကြတယ်ဗျာနောက်ပြီးတော့ဟာရီရာယာပြီးဟိုအစ်ပြီးသွားတော့ပေါ့နော်တို့အာ ကွာလာလမ်ပူမြို့ကိုပြန်ပြန်လာကြတော့ဗောပြန်လာကြတဲ့အချိန်မှာသူကဟိုသောသောကသူလမ်းမှာကားပြင်ပေးခဲ့တဲ့လူကားပြင်ပေးတဲ့လူကကားပြတ်သွားတဲ့လူရဲ့အိမ်ကိုသူသွားလဲမယ်ဗောသူသူတို့လည်းမိသားစုလိုက်ဗျာသူတို့ကဟိုလက်ဆောင်ပစ္စည်းတွေသူရွာကထွက်တဲ့လက်ဆောင်ပစ္စည်းတွေကိုယူပြီးတော့သူတို့အဲ့ဒီကိုသွားတယ်သွားလဲတော့သူပြောတဲ့အိမ်ကိုလိမ့်စာအတိုင်းသွားတာဟုတ်တယ်အဲ့ဒီအိမ်ကိုရောက်သွားပြီး အဲ့ဒီအင်အားအဖိုးကြီးအဖွားကြီးနှစ်ယောက်ကလည်းထွက်ပြီးတော့ဟုတ်တယ်ဒါနင်းပြောတဲ့လူကဒီအင်ကပါပေါ့ပါလာပါထိုင်ပါပေါ့အကုန်လုံးထိုင်ကြတယ်ထိုင်တော့ကြည့်တော့ဓပုံတွေလည်းချိန်ထားတယ်ဟုတ်တယ်အဲ့ဒီလမ်းမှာတွေ့ခဲ့တဲ့လူမိသားစုဓပုံတွေပေါ့ဟာလေသူတို့ပြန်သွားပြီလားပေါ့ KR ကိုဆိုတော့အဖွားကြီးရောဘိုးကြီးရောသူတို့အောင်းအောင်းဆောင်နေသူတို့ကြည့်နေတယ်တဲ့အဲ့ဒါဘာဖြစ်တာလဲပေါ့ သူတို့ကမေးတာပေါ့နော်ဘာဖြစ်လို့လဲပေါ့နော်သူတို့နဲ့ကျွန်တော်နဲ့လမ်းမှာဆုံတွေ့ခဲ့တယ်ကျွန်တော်တို့သူတို့ကားပြတ်နေလို့ကျွန်တော်တို့ကပြင်ပေးခဲ့ပါတယ်ဆိုတော့အဖိုးကြီးကပါပဲဆိုသူတို့ကားပြတ်နေတဲ့နေရာဒီနေရာမလားတဲ့ဟုတ်တယ်မင်းတို့သူလက်စားကတ်တွေပါပေးတယ်မလားတဲ့ဟုတ်တယ်သူပြောတယ်မလားသူဒီဟုတ်တယ်အားလုံးဟုတ်တယ်ပေါ့နော်ဘာတိကဘလို့သိတာလဲဆိုတော့နှစ်စဉ်နှစ်တိုင်းနဲ့ငါအင်းကိုတယောက်ပြီးတယောက်သူ့လိုပဲလာလာပြီးလက်ဆောင်နေပေးတယ်တဲ့ သူနဲ့လမ်းမှာတွေ့ခဲ့တယ်သူကနေလိပ်စာတွေပေးတယ်နော်သူ့အိမ်ကိုလာလဲဖို့ဖိတ်တယ်တချို့တွေလာကြတယ်လဲကြတယ်ငါစီကိုပေါ့နော်အဲ့ဒါကမင်းနဲ့ပါဆိုရင်တဲ့လူပေါင်းမကြီးနိုင်တော့ဘူးတဲ့ငါတားဟာတဲ့တေခဲ့တာတဲ့လွန်ခဲ့တဲ့၈နှစ်လောက်အရင်ကလေးကဒါပေမဲ့တဲ့ဟာရီရာယာရောက်တိုင်းနဲ့အဲသူ့ကိုတွေ့တဲ့လူတွေအားလုံးကလမ်းပေါ်မှာမိသားစုလိုက်ပေါ့နော်ကားပြတ်သွားလို့ဆိုပြီးအကူအညီတောင်းတယ် ဖပြင်ခိုင်းတယ်ပြီးတော့လိမ့်စာပြီးတခိုးတချို့လူတွေဆိုရင်ဟိုကားမပြင်တော့ဘူးဘာညာဆိုတော့သူကနေပြီးတော့ပစ္စည်းတစ်ခုပေးလိုက်တယ်ပေါ့နော်ကျွန်တော်ရဲ့အဖေနဲ့အမေကိုတော့ပေးပေးပါဦးလမ်းကြုံပေါ့နော်ကျွန်တော်နောက်ကျမယ်ပေါ့နော်အဲ့တော့ဟိုဒီပစ္စည်းလေးကကျွန်တော်အဖေနဲ့အမေကိုဟိုအချိန်မီပေါ့ဗျာဒီဟာရီရာယာကိုရောက်စေချင်တယ်ပေါ့ဒီကျွန်တော်တို့ဟာရီရာယာဆိုတဲ့အင်းနေကိုဒီပစ္စည်းလေးကိုအဖေနဲ့အမေလက်ထောက်ရောက်စေချင်လို့ပါ ကိုညီပါပါပါနဲ့ပြောဆိုပြီးတော့လမ်းကြုံဒီပစ္စည်းတွေကိုယူသွားပြီးတော့ဒီအိမ်လိမ့်စာလေးတိုင်းဝင်ပေးပေးပါဆိုပြီးတော့ကိုညီဆောင်တော့တချို့တွေကလည်းကောင်းပါပြီပေါ့နော်ကျွန်တော်တို့လမ်းကြုံတာပဲဒါလေးကတိတ်မကြပါဘူးဝင်ပေးပေးပါမယ်ဆိုယူသွားကြတယ်အဲ့ဒီလိုမျိုး၄၅6ယောက်ရှိပြီပေါ့နော်လာခဲ့တာမကားတော့ဘူးပေါ့နော်၄၅6အောင်မကားတော့ဘူးလာခဲ့တယ်အဲ့တော့အခုမင်းတို့လည်းငါးစီကိုလာတာ ူမင်းတို့ business ကတ်တွေပေးလိုက်တယ်မလားတဲ့ဟုတ်တယ်ဘုရားအဲ့ကြောင်းပါဗျာဆိုမင်းရဲ့ business ကတ်ကိုမင်းပြန်ကြည့်ပါဦးဘုရား business ကတ်ကိုပြန်ကြည့်လဲကြည့်ရောဘာမှမဟုတ်ဘူးတဲ့အဲ့ဒီမှာဘာမှလည်းသူ့ရဲ့နာမည်လည်းမဟုတ်တခြားလူဘယ်သူကတ်ကြည့်မှမသိတဲ့ကတ်ကြည့်တကတ်တဘောဗျာတချို့လူတွေဆိုရင်တဲ့ဒီလိုကတ်တောင်မဟုတ်ဘူးတဲ့ဆိုင်ဟိုစကုဇုတ်တွေဖြစ်ခြင်းဖြစ်နေတယ်တချို့ဆိုရင်တိရွတ်အကြောက်တွေဖြစ်ခြင်းဖြစ်နေတယ် ဲ့ဒါမျိုးပေးလိုက်တဲ့သူ့ရဲ့ business card ကိုမင်းပြန်ကြည့်ပါဦးဆိုတော့ तू ကထုတ်လဲကြည့်လဲကြည့်ဟုတ်ဟာဒါကျွန်တော်အိမ်မလာတာဖြစ်မယ်ပေါ့နော်မဟုတ်ဘူးလေမင်းအိမ်မလာတာမဟုတ်ဘူးလေမင်းဒီဓာတ်ပုံတရားလူနဲ့တွေ့ခဲ့တာမလားဆိုဟုတ်တယ်တဲ့ဟုတ်ပါတယ်ပေါ့အဲ့ဒီလူဟာငါရဲ့သားဟုတ်ပေါ့ချွေးပါနဲ့မိသားစုလိုက်လာနေနေအဲ့ဒီမင်းတို့တွေ့ခဲ့တဲ့နေရာမှာပဲကားအက်ဆီဒန့်ဖြစ်ပြီးမိသားစုလိုက်တည်သွားတာပေါ့နော်အဲယနေ့အချိန်ထိ6နှစ် လောက်ရှိပြီပေါ့နော်အဲ့ဒါယနေ့အချိန်ဒီအဲ့လိုမျိုးပဲလမ်းကြုံရင်လူတွေကြုံတယ်ကြုံတယ်လို့လူတွေနဲ့ပစ္စည်းတွေပြေးပြေးပြီးငါ့ကိုလွတ်တယ်ငါ့စီကိုလွတ်တယ်ပေါ့ငါလည်းအချိန်ချင်းသွားပြီးတော့သူ့အတွက်ကိုဖတ်ရွတ်တလဲဆယ်ပြီးဆရာတွေဘာတွေညာရင်ဖတ်ရွတ်တလဲဆယ်ခဲ့ပြီးပြီဒါပေမဲ့မရဘူးပေါ့နော်အဲ့တော့သူကပြောပြတယ်အဲ့ဒီဆုံးသွားတဲ့လူရဲ့မိသားစုရဲ့ဖခင် ဒါကရေးချမှတ်တကယ်ဖြစ်ခဲ့တဲ့အာလွန်စေးစီရောယဉ်နှင်းစီရောတရေတော့တရေဇလန်းပေါ့ဗျာဒါပေမဲ့သူ့ဟာကြောက်စရာမကောင်းဘင်းနဲ့တနာစရာလေးနော်သူ့ရဲ့ဖအေကိုမအေကိုဒီတရေလေးကအရန်ကိုဟိုရင်းဖြစ်နေတန်ရောစင်ဖြစ်နေအဲ့တော့ဒါပါပဲကျွန်တော်တော့ကျွန်တော်တော့ဘာမှမပေါ့ဘူးလိုပြန်ကန်ဒီမှာတငယ်ချင်းတွေတယောက်နဲ့တယောက်ပြောကြဆူကြရယ် အဲထဲကညကကျွန်တော်ရလိုက်တဲ့စကားလေးနှစ်ခုစကားလေးနှစ်ခုပေါ့ဗျအဲ့ဒါကိုကိုယ့်ရဲ့ငွေရင်းတွေကိုအုံနောက်ထဲမှာမမေ့ခင်ပေါ့ဗျကျွန်တော်လည်းမေ့တတ်တယ်ဗျအသက်က50နာကတ်လာပြီဗျနောက်ထပ်ကျွန်တော်23ရက်ထပ်ပြီးတော့23ရက်ဟာလား6လပိုင်း22ရက်နေ့ဆိုရင်ကျွန်တော်အသက်50ပြည့်ပြီဗျ အဲ့တော့ကျွန်တော်အုံတော့ကလည်းအခုဆိုရင်မေးတတ်တယ်ဗျာကျွန်တော်အုံတော့တရားကျွန်တော်အရာတွေမမေ့ခင်မှာကျွန်တော်အဲ့ဒီလိုမျိုးဗီဒီယိုလေးလုံ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 းပြီးတော့ကျွန်တော် live ပေါ်မှာတင်ထားတယ်ဒီနေ့ကျွန်တော်အသက်ကြီးသွားလို့ကျွန်တော်မေးသွားပြီးအရာရာအားလုံးကိုကျွန်တော်မေးတတ်သွားပြီးကျွန်တော်အားလုံးကိုမေးသွားပြီးဒီလိုဗီဒီယိုလေးတွေပြန်ပြန်ကြည့်ကြည့်ပြီးကိုယ့်ရဲ့ refresh ပေါ်ဗျာအတည်တယ် တိတ်တာဖြစ်ရလေးတွေကိုပြန်လဲပြန်လဲအမှတ်တရသတိတရဖြစ်စေဖို့ပေါ့နော်အဖေအကြောင်းတွေအမေအကြောင်းတွေညီကိုမောင်နှမအကြောင်းတွေကိုဘွားဖြတ်တန်းခဲ့ရတဲ့အကြောင်းတွေကိုဒုက္ခဒုက္ခရောက်ခဲ့ရတဲ့အကြောင်းတွေကိုကိုနင်းတာအောင်ပြုမှုသွားတဲ့လူတွေရဲ့အကြောင်းတွေကိုကိုကိုညီပြီးတော့ကိုကိုစောင်းမပြီးတော့ကိုကိုပကုံးထမ်းပြီးတော့အမြင့်ကိုတင်ပေးခဲ့တဲ့ကျေးဇူးရှင်တွေရဲ့အကြောင်းတွေနော် ကိုရဲ့ကိုနဲ့တူတူစိုးတူကောင်းပတ်ဟာလားအနည်းနာခံပြီးတော့ပေါင်းတင်စကဲတငယ်ချင်းတွေအကြောင်းတွေကိုဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်တစ္ဆာဆောင်တည်ခဲ့တဲ့ခွေးတွေရဲ့အကြောင်းဘယ်လိုအကြောင်းမျိုးပဲဖြစ်ဖြစ်ပေါ့ဗျာအုံနောက်ထဲမှာရင်မထဲမှာရှိနေတဲ့အကြောင်းတွေကိုအဲ့လိုတငယ်ချင်းတို့မျှဝေရင်းနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုကျွန်တော်ရဲ့ဒီ Facebook ဟော ကျွန်တော်ရဲ့ဒီ YouTube channel လေးပေါ်မှာကျွန်တော်တင်တာတော့တနေ့ကျွန်တော်ကွယ်လွန်သွားတဲ့အချိန်လဲကျွန်တော်ရဲ့သာသမီတွေကျွန်တော်ရဲ့မိမိတွေအားလည်းကြီးနိုင်မှာပေါ့ကျွန်တော်လည်းပဲအသက်ကြီးသွားတဲ့အချိန်မှာဒါလေးတွေပြန်ကြည့်ပြီးတော့ရှေးဟောင်းသောဖြစ်တွေကိုပြန်လည်းသတိရရင်းနဲ့ရည်ကျင်လဲရည်မှန်ကိုကျင်လဲမှုပေါ့ကျွန်တော်တော့ဘာမှမဟုတ်ပါဘူးပြဒါပါပဲကဲအားလုံးပဲတကယ်ချင်းတို့ မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေဗျာနော်အခုလိုအင်းနေအခါသမယတကယ်ချင်းလို့ပုံမှာရှိနေတဲ့ဒုက္ခဒုက္ခအပေါင်းလဲဘုရားသခင်ရဲ့အလိုတော်ကြောင့်မိမိကိုယ်စီကိုယ်စီယုံကြည်ကိုယ်ရဘုရားသခင်ရဲ့ဆောင်းရှောက်မှုကြောင့်ဘေးရန်ပေါက်ခင်းဝေးပါစေလိုရင်ဆန္ဒပြောပါစေနော်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေဘုရား